ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုချမ်းသာဖို့အတွက် သူများတို့ဒုက္ခပေးလိမ့်မရှိဘူး။အဲတော့သူများတို့ဒုက္ခပေးတဲ့လူတွေကပညာမဲတဲ့လူတွေပဲ။ပညာတကယ်ရှိတဲ့ပုဂ္ဂိုလ်ကမလုပ်ဘူးတဲ့နော်။အဲတော့လောကကြီးမှာယာထုဘလောက်ပဲကြီးကြီးပိုက်ဆံတွေဘလောက်ပဲချမ်းသာချမ်းသာပညာမဲတဲ့ပုဂ္ဂိုလ်ကကိုယ့်အတွက်နဲ့သူများတို့ဒုက္ခပေးတာ။များကြီးပဲခုခေတ်မှာဆိုရင်နော်။အဲ့ဒါလို့ ကိုယ့်အတွက်နဲ့ကိုချမ်းသာဖို့အတွက်နဲ့သူများကိုဒုက္ခပေးတဲ့လူတွေဟာပညာမဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့လူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုလိုတယ်တကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ချမ်းသာရေးအတွက်သူများကိုဘယ်သူမှဒုက္ခမပေးလိမ့်မရှိဘူးတဲ့ပါပါဏိကမ္မဏိသမာစရန္တိမဟုတ်တာဘယ်တော့မှမလုပ်ဘူးတဲ့ကိုချမ်းသာဖို့အတွက်မဟုတ်တာဘယ်တော့မှမလုပ်ဘူး လောကမှာကိုကျိုးစည်းဝါးအတွက်ပြီးလှုပ်ပြီးတော့မဟုတ်တာလှုပ်တဲ့လူတွေကဗမာပြည်မှာပြည်နေတာပဲเนาะကိုကျိုးစည်းဝါးရဖို့မဟုတ်တာတွေလှုပ်ကြတယ်အဲ့ဒါမျိုးဘယ်တော့မှမလှုပ်ဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခေနဖုတ်တာခလိတာပိတန်တာမတော်ရစရာထူးကုန်တဲ့စိတ်ရဲ့ဥစ္စာတွေထိခိုက်ပြီးမတော်ရစဒုက္ခရောက်နေအောင်တောင်းမှာပဲဒီဒုက္ခကိုပဲချိန်မိပြီးတော့ခံတယ်တဲ့ စန္ဒာသဒေါသနာသဟန္တိဓမ္မသူတို့ဟာလောဘကြောင့်လည်းပဲကိုကိုကျင့်သိက္ခာကိုမစွန့်လွတ်ဘူးတဲ့မုံတိမှုဒေါသကြောင့်လည်းပဲကိုကျင့်သိက္ခာကိုမစွန့်ညာဘူးအဲ့တော့ပညာရှိပုဂ္ဂိုလ်ဆိုတာဟာဘယ်လိုအခက်ခဲနဲ့ကြုံကြုံမောဋ္ဌလောက်ဖို့ဘယ်တော့မှ မစင်နာဘူးလို့ဆိုတယ်နော်